ဒီလိုယောက်ျား၃မျိုးကိုတွေ့ဘူးလားအဲ့ဒါဘာယောက်ျားလဲဆိုတဏှာကြီးတဲ့ယောက်ျားထဲမှာဒီယောက်ျား၃ယောက်ကိုပြောပြမယ်အဲ့ဒါဘာလဲဆိုပထမတစ်ယောက်ကမရဲ့ကြီးလည်းရှိတယ်မရင်ငယ်လည်းထားတယ်အဲ့လိုယောက်ျားကိုဘလို့ခေါ်လဲဆိုလို့ရှိရင်အဲ့ဒါအဲ့ဒီယောက်ျားကိုကြတော့လေနှစ်သီးစာယောက်ျားလို့ခေါ်တယ်နော်နှစ်သီးစာယောက်ျားပေါ့နောက်တစ်ယောက်ကကြတော့ဘလို့မရဲ့ကြီးလည်းရှိတယ်မရင်ငယ်လည်းထားတယ်ဒါပေမဲ့ဒီမရင်ငယ်ထားတာကိုမရဲ့ကြီးတိမာဆိုလို့ဆိုပြီးတော့ဖြစ်နေတဲ့ယောက်ျား တိငဲ့ဒီစားတဲ့ယောက်ျားလို့ခေါ်တယ်เนาะနောက်ယောက်ျားတစ်ယောက်ကကြတော့ယောက်ျား၃မျိုးနောက်ယောက်ျားတစ်ယောက်ကဘာလဲဆိုလို့ရှိရင်မင်းရဲ့ကြီးလည်းရှိတယ်မင်းငယ်လည်းထားတယ် KTB ကကောင်မတွေဆိုလို့ရှိရင်လည်းမရှောင်ခြင်းဘူးเนาะ KTB ကမင်းကလေးတည်းသူမရှောင်ခြင်းဘူးပြီးရင်နောက်တစ်ခုကကြတော့ဖအင်းအဲ့ဒါလေးလည်းမရှောင်ခြင်းဘူးเนาะတွတ်တွတ်မြင်မြင်တမျှတွတ်တွတ်ကေရမင်းကလေးတိုင်းမူစကူဒူးကျင်တဲ့ယောက်ျားအဲ့ဒီယောက်ျားကြတော့ကောက်တင်းကောက်စားတဲ့ယောက်ျားလို့ခေါ်တယ် တာမှတ်ထားနော်ကဲဒီနေ့တော့အပြူစစ်မစစ်ဘလို့ခွဲခြားမလဲဘလို့သိနိုင်လဲပြောပြပေးမယ်နော်အဲကတ်စတမာတဦးကပေါ့နော်အမျိုးသားလေးတစ်ယောက်ကလာပြောတယ်ပေါ့နော်ဘလို့ပြောပြလဲဆိုတော့ तू ကလေသူ့ကောင်မလေးတို့လာပြီးရတယ်အဲစီရန်လေးလာဝင်ရင်လည်း तू ကမေးတာပေါ့နော်ဘလို့မေးလဲဆိုတော့လေအမရေးတဲ့အပြူစစ်လို့ရှိရင်ပေါ့နော်ပထမအချိန်မှတွင်တွေးထွက်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ကတော့ကြားဘူးလေဒါပေမဲ့ကျွန်တော်ဒီရက်မှာ ူနေခဲ့တယ်ကျွန်တော်ကာမလေးနဲ့ဒါပေမဲ့တွေးထွက်ခြင်းမရှိဘူးအဲ့ဒါကြတော့အပြုတ်မစစ်လို့လားပေါ့နော်အဲ့လိုမျိုးလေးမိတယ်အဲ့ဒီမိကုန်းလေးဖြီးပြီးမယ်နော်အမှန်တော့လေတွေးထွက်ခြင်းမထွက်ခြင်းကအပြုတ်စစ်ခြင်းမစစ်ခြင်းနဲ့မဆိုင်ဘူးဘာလို့လဲဆိုလို့ရှိရင်တချို့အမျိုးသမီးလေးတွေမှာဆိုလို့ရှိရင် ကိုအရင်တော့ကဆိုလို့ရှိရင်လေစက်ပိန်ကြကြန်းကြီးတွေစီးတယ်စက်ပိန်တွေစီးတယ်ပေါ့နော်အမျိုးသမီးတွေစက်ပိန်ကြကြန်းကြီးတွေစီးနေပြီးရင်နောက်တစ်ခါကျတော့လေးကျင်ခန်းလုတ်တယ်လေးကျင်ခန်းနေအပြင်းထန်လုတ်တယ်အဲ့ဒါကြောင့်သူ့ရဲ့အမေဘာပေါက်သွားတာလည်းဖြစ်နိုင်တယ်အမေဘာပေါက်သွားလို့ဒီချိန်မှာဒါကသွေးမထွက်နိုင်တာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကအတူနေလိုက်တဲ့အချိန်မှာသွေးမထွက်လို့ဒီမျိုးသမီးလေးကဒီကောင်မလေးကကိုကောင်မလေးအပြုတ်မစစ်ဘူးလို့ဒါမပြောနိုင်ဘူးနော်ဒါဒီလိုမျိုးလေးလည်းရှိတတ်လို့ပေါ့နော် တချို့အမျိုးသမီးတွေအခုခေတ်ကဒါတော်တော်များများပေါ့နော်တကယ်အဲ့လိုမျိုးတွေကွာဖြစ်ကြတာဘာလဲဆိုလို့ရှိရင်အဲ့ဒါကကိုကမယူရသေးပဲနဲ့ပေါ့နော်ကိုချစ်သူနဲ့အတူတူနေတယ်နောက်တူတူနေလိုက်တဲ့အခါရှိရဲ့အဲ့လိုမျိုးနေလိုက်ပြီဆိုလို့ရှိရင်အဲအခြေခံချက်တိထားတင်တာကိုကဒါလေးတွေကိုကြိုတင်ပြီးတော့လုတ်ပေးထားတင်တယ်လုတ်ထားတင်တယ်ပါတကယ်လို့နေတော့မယ်ဆိုလို့ရှိရင်လည်းအကာအကွယ်သုံးရမယ်ကိုက စိတ်ကတွေပါလေပေါ့နော်ဒါစိတ်ကတွေပါလေတောက်ရမယ်အဲ့လိုမျိုးနေရမယ်အဲ့လိုမျိုးမနေဘူးဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့စုဘူးလေးမှာစုမယ်ဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးတွေเนาะတစ်ချက်တွေနှစ်ချက်ဖြစ်သွားမှာပေါ့နော်အဲ့တော့ကိုကอืมရတယ်စေးမတောက်ဘူးရှင်ကိုယ့်ရဲ့ ဒီရေရလည်းအထဲဟိုမထဲဟိုအပြင်ထုတ်တာပဲအကွာကွဲလည်းယူစရာမလိုပါဘူးကိုဝင်လည်းမရနိုင်ပါဘူးဆိုပြီးတော့ဒီလိုမျိုးနေလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရှင်မှာဘာဖြစ်သွားနိုင်လဲဆိုတချို့တွေတော့တားဆစ်တောက်နေရင်းနဲ့တောင်မှကိုဝင်ရတဲ့လူတွေရှိရတော့အဲ့ဒါကိုကိုကဒီလိုမျိုးအကွာကွဲမြူတားဆစ်မတောက်ဘဲနဲ့သမီးစားဘောမှာနေလိုက်မယ်ဆိုလို့ရှိရင်ဒါကိုယ့်အတွက်မင်းကလေးအတွက်လုံးဝမကောင်းဘူးပေါ့နော်နင်နာမင်းကလေးပဲနင်နာရင်မင်းကလေးပဲနင်နာရမှာလေနော်အဲ့တော့ယောက်ျားလေးဆိုတဲ့သဘောကတော့ယောက်ျားလေးတွေကတော့ တမီးစားအာဒီလူနဲ့နေတနာစိတ်ငယ်တဲ့ရောက်နေတဲ့လူတွေကတော့ဒီလူနဲ့တွေ့လို့ရှင်ဒီလူနဲ့หนีလိုက်မှာပဲနောက်လူနဲ့ဒီလူနဲ့ပြောင်းသွားနောက်လူနဲ့တွေ့ရင်နောက်လူနဲ့ထပ်နေမှာပဲအများစုလူတိုင်းအောင်မပြောဘူးယောက်ျားလေးတိုင်းမပြောဘူးဒါပေမဲ့တစ်ခါနင့်နာသွားမယ်ဖြစ်သွားမယ်ဆိုရင်တော့မင်းကလေးပဲနင့်နာသွားအော်ကိုကနေမယ်ဆိုလို့ရှင်အကာအကွယ်တွေယူတာတားစိတ်ကတ်တွေတောက်ထားနော်အဲ့လိုမျိုးလုပ်ရမယ် နော်လုံးဝအပြင်တောက်ရီကိုအပြင်ထုတ်လိုက်လို့ကိုဝင်မရနိုင်ဘူးဆိုတာဒါယူဆကလွဲမှားနေတာနော်သူ့ရဲ့ယောက်ျားလေးကြီးကလည်းအရှိပြေးအရေးဆိုတာရှိတယ်အရှိရနော်အဲ့ဒီတောက်ရီဝင်မှကိုဝင်ရတာမဟုတ်အရှိကအရေးကြီးလေးဝင်သွားလို့ရှင်လည်းဒါကိုဝင်ရနိုင်တယ်နော်အဲ့တော့ကိုလေးမိန်းကလေးတွေကိုကမိန်းကလေးတဘာဝမိန်းကလေးတွေအခုပေါ့နော်လက်မထက်ရသေးပဲနဲ့အတူနေလိုက်ပြီဆိုတာနဲ့ဒီဟာကလေဒီအကာအကွယ်ကွန်ဒုံးလိုမျိုးသုံးပေးကိုရဲ့အရေးပေါ်တားဆီးကတ်တွေပါလေတောက်ပြီးနော်အဲ့လိုမျိုးတောက်ပြီးတော့လှုပ်ပြီးမှသာ နေပါနော်